အားလုံးပဲမလာပါရှင် Health Knowledge Bank by Landmark နှုတ်ဆက်ပါတယ်ရှင်ဒီနေ့တင်ပြပေးမယ့်အကြောင်းအရာကတော့ heat stroke လို့ခေါ်တဲ့အပူရှက်ခြင်းအကြောင်းပဲဖြစ်ပါတယ်ရှင်အပူရှက်ခြင်းသည်ခန္ဓာကိုယ်အပူချိန်ရုတ်တရက်မြင့်တက်ပြီးထိမ့်ကြီးမရဖြစ်ကာအနေရဖြစ်စေသောအခြေအနေတစ်ခုဖြစ်သည် ပူပင်းသောရာသီဥတုအပြင်းထန်အလုံးလုံးချင်းအလွန်ကြုံလေ့ကျင့်ခန်းလုပ်ခြင်းသို့မဟုတ်ရေဓာတ်ခန်းခြောက်ခြင်းကြောင့်ဖြစ်ပေါ်တတ်ပါသည် တွေ့ရတတ်တဲ့လက္ခဏာများမှာခန္ဓာကိုယ်ပူချိန်40တရ4အထက်တက်ခြင်းခေါင်းမူးခြင်းမူးဝေခြင်းသို့မဟုတ်သတိလျှော့ခြင်းချွေးမထွက်တော့ခြင်းအရေပြား၆ခြင်းကြောင့်လူနာရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်ရှင်။ကာကွယ်နိုင်တဲ့နည်းများကတော့ရေများများတောက်ပါ ရေတက်ပြေဝစေရန် ရေသို့မဟုတ် အာဟာရတက်ဖြစ်အချိုရေများတောက်သုံးပါသင့်လျော်သောအဝတ်အစားများအယောင်ဖြော့၍ပေါ်ပါပြီး လေဝင်လေထွက်ကောင်းသောအဝိအစားဝစ်စင်ပါနေဘူးလဲတွားချင်းရှောင်ကျင်ပါနေလေပိုင်းမနက်10နာရီမှညနေ4နာရီအထိအပူဆုံးအချိန်များတွင် အပြင်းမထွက်ပါနှင့် အကာအကွယ်သုံးပါဦးထုတ်နေကမျက်မှန်သို့မဟုတ်ထီးသုံးပါအပူရှက်ခြင်းဖြစ်ပေါ်ပါကချက်ချင်းစေးကူတမှုရယူပါအရေးပေါ်အခြေအနေဖြစ်သည့်ခန္ဓာကိုယ်ကိုအေးနေစေပါလူနာကိုအရေးရှိသောနေရာသို့ပြောင်းရွှေ့ပြီးရေအေးဝတ်ဖြင့် တုတ်ပါတို့မဟုတ်ရေအေးတွင်စိမ့်စေပါတတိရှိပါက ရေတို့မဟုတ်ကိုစာတောက်ပါအပူရှက်ချင်းကိုကာကွယ်ပြီးကျမ်းမာစွာနေထိုင်နိုင်ကြပါစေရှင်နားထောင်ကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်